အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တရင်ကြနေရဲ့မေလာ30ရက်နေ့ရေဒီယိုစီစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ လုံကင်းကြီးရအုပ်စုမစီစာကြေးရွာကတောင်ပေါ်ဖုန်ကြီးကျောင်းမှာစစ်ကောင်စီကဝင်ရောက်တပ်ဆွဲနေပါတယ်။မိုးရီရွာပြီးချောင်းရီတွေကြီးတာကြောင့်မန္တလေးမြစ်ချနာလာမိုင်းကအလံတွေပြက်စီသွားပြီးခရီးသွားတွေနဲ့ရေမောင်းတွေခက်ခဲဖြစ်နေရလို့သိရပါတယ်။စစ်ကောင်စီကနိုင်ငံချောင်းကိုရရှိရေးအတွက်ကမ်းလွန်စီမံကိန်းအတွက်ကိုထိုင်းနိုင်ငံတာပိုင်ကုမ္ပဏီနဲ့စာချုပ်ချုပ်ဆိုလိုက်ပါတယ်။စာရီတရနိုတင်ဆက်ပြီးတော့မှာပါကျွန်တော်တို့အစီအစဉ်တစ်ဆက်သုံးမိုင်းနေဖြစ်ပါတယ်။ ဖကမြုန်နယ်လုံခင်ကျေးရွာအုပ်စုမော်စီစာကျေးရွာကတောင်ပေါ်ဘုန်းကြီးကျောင်းမှာဒီကနေ့မနက်စေနိုင်လောက်ကစစ်ကောင်စီအားတရားကြော်လောက်ဝင်ရောက်တပ်ဆွေနေရလို့ဒီတခါနှွေရဲ့ပြပြချေရသေးရပါတယ်ဆက်ဆိုင်ကတင်ဆက်ပေးမှာပါမော်စီစာကျေးရွာကတီရိယတနာစိန်တမရိတ်တာတောင်ပေါ်ကျောင်းမှာစစ်ကောင်စီနဲ့ရှမ်းနေပြည်သူစစ်တွေဝင်ရောက်နေတာဖြစ်ပြီးဒီတခါနှွေစိုးရင်နေကြတယ်လို့မော်စီစာဒေသခံမြို့သားတူကမြစ်ချနာတည်တင်းချန်နယ်ကိုပြောပါတယ်မော်စီစာကိုအင်းဒီကြောင့်ကို ကျန်စီတာပုံကြီးကြောင့်မှအင်အားတရာလောင်နေဝင်ရောက်နေတယ်။အဲဒါကြောင့်ကျွန်တော်တို့မော်စီတာလူတွေလည်းအရန်ဒုက္ခရောက်နေပြီးဆစ်ဆောင်ရမလို့ဖြစ်နေတယ်။ဆစ်ဆောင်ရမှာလည်းကလေးတွေအသက်ကြီးတဲ့လူတွေများရဲဆိုတော့စစ်ဖြစ်လာမှာအရန်စိုးရင်ထိတ်လန့်နေရတယ်။ဘုံကြီးကြောင့်မှဝင်ရောက်နေတဲ့စစ်ကောင်စီတပ်တွေကရွာလမ်းတွေပေါ်မှာအရောက်ဝတ်တွေနဲ့တွာလာနေကြတာတွေလည်းရှိနေတယ်လို့သိရပါဗျ။ မေလ29ရက်နေ့ကရန်ချက်ဆက်ယုံကစစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာမော်စီစာနမဖြစ်ထွဲဆန်းစတဲ့ရက်ွက်ကြေးရွာတွေကနေဖြတ်လာတာဖြစ်ပြီးမနေ့ကဖက်ကမြို့အထိထိုးဖောက်ဝင်ရောက်သွားနိုင်ပြီလည်းဖြစ်ပါတယ်။လုံခင်ကြေးရွာကိုစစ်ကောင်စီစစ်ကြောင်းစတင်ဝင်ရောက်လာတဲ့အချိန်ကစပြီးလမ်းတလျှောက်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ပြစ်ခတ်မှုတွေကြောင့်လုံခင်ဒေသခံပြည်သူ၅ဦးသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဟာဖက်ကန်ဒေတာကိုပြန်လည်စိုးမိုးနိုင်ဖို့မေလ၄ရက်နေ့ကစပြီးမြစ်ချနာဖက်ကန်လမ်းကိုအင်အားရာကြီးပိုင်းနဲ့စစ်ကြောင်းထိုးလာတာဖြစ်ပြီး KIA KPD ရဲ့ပူးပေါင်းတပ်တွေကလည်းကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်ဒီလိုသူအနေနဲ့မိမိဒီရာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မြချနာတရင်ချန်နေရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်09956 333 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ် မိုးရွာပြီးချောင်းရီတွေကြီးရကြောင်းမန္တလေးမချနာလာမိုင်ကအလံတွေပြက်စီးသွားပြီးခီးသွားတွေနဲ့ရေမောင်းတွေခက်ခဲဖြစ်နေလို့သိရပါတယ်။ထရိုဆာကတင်ဆက်ပေးမှာပါ။အနာသိမ်းပြည်နောက်ပိုင်းတိုက်ပွဲတွေကြောင့်မန္တလေးမြချင်းနာအဒီကလမကြီးကနေတွားလို့မရတော့တဲ့အတွက်ရှောင်းကွင်းလန်းတွေကနေတွားလာနေကြတာဖြစ်ပါတယ်။အဲဒီရှောင်းကွင်းလန်းတွေဟာမြေသားလန်းတွေနဲ့ကြောက်ကင်းလန်းတွေဖြစ်တဲ့အတွက်မိုးရွာတဲ့အခါလန်းတွေချော်ရကြောင်းတွားလာရခဲခဲဖြစ်နေတာတော့ကလမတ်ရောင်တူတူကပြောပါတယ်။ အဲ့ဒီလိုအခြေအနေတွေတမကအဲ့ဒီလမ်းပိုင်းမှာတိုက်ပွဲဖြစ်တဲ့အချိန်လမ်းပိတ်ထားတဲ့အတွက်လန်ခီယာပုံမှန်ချက်ပို့ပြီးရက်ချတတ်တယ်လို့လည်းဆိုပါတယ်မြစ်နာမန္တလေးလမ်းပိုင်းအခြေအနေကြောင့်ကားကြီးတွေမထွက်နိုင်တာဖြစ်တဲ့အတွက်အန်စာတုံးကအမျိုးအစားနဲ့အင်းစီကားတွေသာတွားကြတာများပြီးကားလမခါကတော့တယောက်ကိုချက်နဲ့သိမ်းခွဲရှိတယ်လို့သိရပါတယ် စေကောင်းစီရသဘာဝတံဝေးထပ်ထုတ်လို့ဖို့အတွက်မင်းရဲ့သူလုံးနာမည်ပေးထားတဲ့ကန်လွန်စီမံကိန်းအတွက်ကိုထိုင်းနိုင်ငံသားပိုင်းကုမ္ပဏီတစ်ခုနဲ့ဆက်ချုပ်ချုပ်ဆိုလိုက်ပါရယ်။အဲဒီဆက်ချုပ်လက်မှတ်ချုပ်ပွဲကိုမနေ့ကနေပြီးတော့မှရှိတဲ့စွန့်ရင်ဝန်ကြီးဌာနမှပြုလုပ်ခဲ့တာဖြစ်ပြီးစီမံကိန်းကြောင့်နိုင်ငံခြားဝင်ငွေတို့လာမယ်လို့လည်းစေကောင်းစီရဲ့ဝါဒပြန်တင်စာတွေကဒီကနေ့ထုတ်ပြန်ခဲ့တာပါ။စီကောင်စီနဲ့ဆက်ချုပ်ချုပ်ဆိုခဲ့တဲ့ကုမ္ပဏီကတော့မြန်မာနိုင်ငံအခြေစိုက်ထိုင်းနိုင်ငံသားပိုင်းကုမ္ပဏီဖြစ်တဲ့ Gulf Petroleum မြန်မာဖြစ်တယ်လို့ထုတ်ပြန်ချက်ရသေးရပါတယ် ခုကလွန်စီမံကိန်းဟာစစ်ကောက်စီလက်ချက်ပထမဆုံးအကောင့်တွေပေါ်ရစီမံကိန်းဖြစ်ပြီးတနင်္ဂနွေလောက်အနေနဲ့ခုနှစ်ခုမြောက်ကလွန်စီမံကိန်းဖြစ်တယ်လို့ဆိုပါရယ်အဲဒီစီမံကိန်းကနေ2028ခုနှစ်မှာပထမဆုံးသဘာဝတံငွေထုတ်လုပ်ဖို့အတွက်အစီအစဉ်ထားပြီးအသေးစိတ်အချက်အလက်တွေကိုတော့မပေါ်ပြချပါဘူး။အရှင်ကထုတ်လုပ်နေတဲ့ကလွန်စီမံကိန်းတွေဟာထုတ်လုပ်မှုကျဆင်းလာတယ်လို့စီမံကိန်းကာလတွေလည်းပြီးဆုံးတော့မှာဖြစ်တာကြောင့်လာလာရှိတဲ့လုပ်ခွင့်တွေမှာရေနံတဲ့သဘာဝတံငွေတူဖို့မှုဆောင်ရွက်နေရလို့လည်းစစ်ကောင်စီကဆိုပါတယ်။ အခုစီမံကိန်းမတိုင်ခင်ကတော့မြန်မာနိုင်ငံမှာပြည်ပြန်တဲ့အကလုံစီမံကိန်းတွေအဖြစ်ယတနာရေတကွန်စောတိကရွှေနဲ့တခြားစီမံကိန်းတစ်ခုကိုအကောင့်တွေပေါ်ဆောင်ရွက်နေလို့သိရပါဗျာ။ အရှိချိန်မှာတော့စေကောင်းစီဟာဘုံချေးဖို့နဲ့တိုက်ပွဲတွေအတွက်နိုင်ငံချောင်းဝင်ချင်းလိုအပ်မှုတွေမြင်မာနေတာဖြစ်ပါတယ်။ဒါကြောင့်ဘုကုံကရတဲ့နိုင်ငံချောင်းဝင်တွေကိုလုံခြုံရေးတွေစီကနေပင်ပပေါက်စီတက်နေတဲ့အနုံနဲ့ရယူနေရပြည်ပရောက်မြန်မာလုံသားတွေစီကနေနိုင်ငံချောင်းဝင်ဝင်ကိုနီးအမျိုးမျိုးနဲ့ယူဆောင်နေတာအပြင်နိုင်ငံချောင်းဝင်ဝင်ရရှိရေးအနည်းအမျိုးမျိုးနဲ့လှူဆောင်နေရလည်းဖြစ်ပါတယ်။ကလေးဖြတ်ချရခြင်းရဲ့နောက်ဆက်တွဲဆိုကြတာဘာတွေဖြစ်မလဲ။ အလို့တမီတချို့မှာအကြောင်းအမျိုးမျိုးကြောင့်ကိုဝင်ရလာတဲ့အခါမှာအချိန်လွတ်မှမလို့ချင်းတော့ဖြတ်ချဖို့ဤမျိုးစုံသုံးပြီးကိုဝင်ကိုဖြတ်ချတတ်ကြပါတယ်လက်တင်နဲ့အနိုင်မလို့လက်တင်မနိုင်လို့တိတ်ဆုံးသွားရတဲ့အမျိုးတမီတွေလည်းဒူးနဲ့တဲပါပဲဒါလို့ရင်ဒါဖြစ်မဲ့တိတိနဲ့အကာအကွယ်မယူကြပဲအတူနေရာကနေကိုဝင်ရလာတဲ့အခါအချို့ကတော့ကလေးတွေကိုစွန့်ပစ်တတ်ကြပါတယ်တချို့လဲလူမတိအောင်ကိုဝင်ဖြတ်စေတောက်ရာကနေ လေးတော့ပြက်ကြပေမဲ့မိမိတောက်လိုက်တဲ့ဆေးရဲ့ဆိုးကျိုးကိုလည်းတွေးမိကြပါမလားကဝင်ဖြတ်ချဖို့တောင်းတဲ့ဤအမျိုးမျိုးမှာပြင်းထန်တဲ့ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်ဘာလို့လဲဆိုရင်ဖြတ်ချရမှာတချို့ကမိမကိုယ်တက်ကိုစပိန်စမုတ်တန်နဲ့ထိုးချပြီးဖြတ်ကြတယ်တချို့ကကြက်မွေးထိုးထည့်ပြီးဖြတ်ချကြတယ်ဒါရုပေဒါဆေးရည်ထည့်ပြီးဖြတ်ကြအနိုင်တဲ့စီကအပေါ်ကနေဖိနှိပ်ချခံပြီးဖြတ်ကြကြ အယုတ်ကလာတဲ့ဆေးတွေအွန်လိုင်းပေါ်ကဆေးတွေတောက်ကြတယ်။တကယ်ကိုနှီးမျိုးစုံနဲ့ဖြတ်ချကြတာအလွန်ကြောက်စရာကောင်းပါတယ်။အဲ့လိုဖြတ်ချခြင်းရဲ့နောက်ဆက်တွဲကဘာတွေခံစားရမလဲဆိုရင် ကိုဝန်ဟာဖြတ်ချတိုင်းမပြတ်ကြခြင်း။ကိုဝန်ကမပြတ်ပဲတအိမ်ထဲမှာကလေးတည်နေခြင်း။ကလေးအတေမွေးခြင်းမပြတ်ကြပဲမွေးလာခဲ့ရင် ကိုလက်အင်ကာမပြေဆုံးခြင်းမွေးရပါယောဂများပါလာခြင်းစရတွေဖြစ်နိုင်ပါတယ်တအိမ်ပေါက်သွားခြင်း ကိုဝန်ဖြတ်ချရမှာတအိမ်ပောက်သွားခြင်းကအဖြစ်များကြလို့တအိမ်ထုတ်ပြရတဲ့အပြင်အတက်အန္တရာယ်ကိုပါထိခိုက်ဆုံးရှုံးနိုင်ပါတယ်။နောက်ပြီးတအိမ်နိုင်ရန်ချစ်မိလို့မကူတခဲ့ရင်နောက်ထပ်ကလေးလုံးဝရနိုင်ခြင်းမရှိပါဘူး။တွေးထွက်လွန်ခြင်းတအိမ်ပြည့်စည်ပြီးအလုံမလုံနိုင်ခြင်းဒေဒတာအပိုင်းအစကြံနေခြင်းတိမ်ခေါင်းအဝပျက်စီးခြင်းစရတွေကြောင့်တွေးထွက်လို့မရအသက်ကိုဆုံးရှုံးနိုင်ပါတယ်။တိမ်ခေါင်းကိုထိခိုက်ခြင်း ုဝင်ဖြတ်ချဖို့နီလန်းမျိုးစုံတအိမ်ကောင်းအတွင်ထဲထိုးထည့်ပြီးဖြတ်ချလိုက်ရတဲ့အတွက်တအိမ်ကောင်းထိခိုက်ပျက်စီးသွားခြင်းတအိမ်ဥထိခိုက်ခြင်းပေါက်ခြင်းပိုးဝင်ခြင်းပြည်တဲ့ခြင်းတွေဖြစ်တတ်ပါတယ်ခနာကိုပိုးစိတ်တက်ခြင်းပိုးစိတ်တက်ခြင်းကမတန့်ရှင်းတဲ့ပစ္စည်းတွေနဲ့ဖြတ်ချခြင်းလက်ဖြစ် night ထုတ်ခြင်းကလေးအထဲတွင်တည်ဆုံနေခြင်း စေးရီထဲ့ခြင်းစရတွေကြောင့်ခန္ဓာကိုယ်ကနှံ့ပြက်နှံ့သွားပြီးတွေးရစိတ်တက်နိုင်ပါတယ်စေဝါတွေနဲ့ဖြတ်ချတဲ့အခါတက်ရှိတူဖြစ်တဲ့တတိတောက်ကိုတည်စင်အောင်လှုပ်တာဖြစ်တဲ့အတွက်ကြောင့်မိခင်အတွက်လည်းအစိတ်အတော့တွေဖြစ်စေပြီးပိုဝင်ခြင်းတတိလစ်ခြင်းကိုယ်တွင်းအစိတ်တက်ပြီးဖြားခြင်းတွေဖြစ်စေတတ်တယ်လို့ပိုးကတအိမ်မတစင်တွေးကြောထဲဝင်ပြီးတော့တကူလုံးကိုပြန့်နှံ့ပြီးကိုတွင်းအင်္ကာတွေအလုံးမလုံးတော့ပဲအသက်ပါဆုံးရှုံးနိုင်ပါတယ် နောက်ပြီးကိုဝင်ဖြတ်ချခြင်းကြောင့်နောက်ပိုင်းကလေးမယူခဲ့ရင်တအိမ်ပြင်းမတတိတဲခြင်းတာဥအိမ်တာဥပြွန်1 by စတဲ့နေရာတွေမှာတတိတဲခြင်းကိုဝင်ဖြတ်ချထားခြင်းကြောင့်တအိမ်နေရာတွေမှာအမာရွတ်ရှိနေခြင်းအမာရွတ်ကြောင့်အချင်းရှေ့ရောက်နေခြင်းအချင်းရှေ့ရောက်ခြင်းကြောင့်ကလေးကိုလက်အင်္ကာချိုးရဲနိုင်ခြင်းလမစေပေါင်မပြည့်ပဲကလေးမွေးဖွားလာခြင်းအပြင် ံဖြတ်ချတဲ့နီးတွေကြောင့်ပြွန်နေပိတ်ပြီးကလေးမရနိုင်ခြင်းဝမ်ပိုက်အတွင်ပြည်တဲခြင်းကြောင့်ဦးလန်းချောင်းဖောက်ဖြတ်ထုတ်ရခြင်းစီလန်းချောင်းပေါက်ခြင်းစတာတွေဖြစ်နိုင်ပါတယ်ဒါကြောင့်ကိုယ်ဝန်ဖြတ်ချခြင်းနဲ့နောက်ပိုင်းဆိုးကျိုးတွေကကြောက်စရာကောင်းပြီးလုံးဝကလေးမရနိုင်တာတွေအထိရှိပါတယ်ကိုယ်ဖြတ်ချခြင်းကကလေးဆယ်ယောက်မွေးတာနဲ့ညီမျှတယ်လို့ရှေ့လူကြီးတူမတွေပြောတာကြားဖို့ကြားမှာပါ ကုံဖြတ်ချပြီးဒီဆိုးကျိုးတွေအပြင်နောက်ပိုင်းဆိုးကျိုးထက်ရှိပါသေးတယ်။အဲ့ဒါကတော့ရင်သားကင်ဆာဖြစ်ခြင်းနဲ့စိတ်ဝေဒနာခံစားရခြင်းပါ။ရင်နာကင်စာပါကြောင့်ဖြစ်ရတာလဲဆိုရင်ကိုယ်ဝင်ရှိနေစေရင်သားကနှုတ်ထွက်စေတဲ့ဟော်မုန်းအပြောင်းအလဲရှိပါတယ်။ဟော်မုန်းအပြောင်းအလဲကြောင့်ရင်သားဆဲတွေကင်စာဆဲတွေအဖြစ်ပြောင်းလဲနိုင်တယ်လို့ပုံမှန်ကိုယ်ဝင်ဆောင်ခဲ့ရင်တော့ကင်စာဆဲအဖြစ်မပြောင်းလဲနိုင်ပါဘူး။ ကဝန်ဖျက်ချခဲ့ရင်တော့ရင်သားကင်ဆာဆဲအဖြစ်ရောက်နိုင်ပါတယ်။ဆေးဝေဒနာခံစားရခြင်းကဝန်ဖျက်ချခြင်းကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတာမကစိတ်ပိုင်းဆိုင်ရာထိခိုက်စေပြီးယူးတွတ်သွားတဲ့အထိခံစားရနိုင်ပါတယ်။ဒီကနေ့တရင်ချာနေရီရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ခချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။